မျက်နာပေါ်မှာအဖြူအမဲပကြီဆွဲထားတဲ့ဒီလူကသူ့ကိုယ်သူရည်ရွယ်ချက်မဲ့လင်းလို့ဆိုပြီးခေါ်ပါတယ်။သူကအလွန်ကောင်းမွန်တဲ့တိုင်းပညာနဲ့ရက်ဆက်ကြံ့ကြုံမှုကြောင့်နာမည်ကြီးပါတယ်။သူ့ရဲ့စင်းမြင့်နဲ့ကိုရီးကိုတာအချက်လက်တွေကိုမသိရပါဘူး။သူကရွှေငွေကြောင်မြင့်ရတဲ့နာရီနဲ့အလှပကင်းမိမဖြူတွေကိုနှစ်သက်ပါတယ်။လွန်ခဲ့တဲ့၅နှစ်ကရည်ရွယ်ချက်မဲ့လင်းတို့ကသူ့ရဲ့အင်အားကြီးမားမှုကိုအသုံးပြုပြီးတော့လျှို့ဝှက်ခန်းတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ ဲ့ဒီအခန်းထဲမှာအမျိုးသမီးအများအပြားကိုဖမ်းဆီးချုံနှောင်ပြီးတော့သူ့ရဲ့ကစားစရာအယုတ်တွေဖြစ်ပြောင်းလဲခဲ့ပါတယ်။ရွေကျဲမဲ့လင်းတို့ရဲ့အနိုင်ကျင့်မှုတွေက တိုင်းလောကတစ်ခုလုံးကလူမှုရဲ့အမျက်ဒေါသဖြစ်စေခဲ့ပါတယ်။ဒီဘေးဆိုးကိုဖယ်ရှားဖို့အတွက်အလဲပိုင်းဒေသကအထူးကတိုင်းကိုင်းကြီးတွေကထိတ်တန်းတိုင်းပညာရှင်28ယောက်ကိုစူးစီးပြီးတော့သူ့ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။အဲ့လူတွေကရွေကျဲမဲ့လင်းတို့ကိုတိုက်ခိုက်ရာရဲ့အပြင်ဘက်ဟုံဖာဖျားเจ้าမှာနောက်ဆုံးဆုံးဖြတ်တိုက်ပွဲတွင်ပိတ်မိအောင်လုပ်နိုင်ခဲ့ပါတယ် တနေ့နဲ့တညအကြာမှာတော့တိုင်းပညာရှင်26ဦးကြာဆုံးခဲ့ပါတယ်။တန်လဝါသူရဲကောင်းစီမာကျုံးရွံနဲ့မျက်နှာတထောင်ပညာရှင်လန်ချိုးယွန်တို့နှစ်ဦးသေးတာအသက်ရှင်ရပြန်လာနိုင်ခဲ့ပါတယ်။ယူရချက်မဲ့လင်းတို့ကိုစီမာကျုံးရွံကတက်လိုက်ပြီးဆိုပြီးတော့ကောလာဟာလာတွေထွက်ခဲ့ပါတယ်။ငါးနှစ်ကြာပြီးတဲ့နောက်မှာယူရချက်မဲ့လင်းတို့ကနောက်တစ်ခေါက်ပြန်ပေါ်လာပါတယ်။ဒီနေ့မှာကြံ့ယွံအာမခံလုပ်ငန်းရဲ့အဆောင်တွေကအဖိုးတန်ပစ္စည်းတခုကိုတယ်ဆောင်လာပါတယ်။သူတို့ထဲမှာအမျိုးသမီးငယ်လေဖုံးလေးပါဝင်ပြီးတော့သူမကတိုင်းလောကရဲ့အန်ဒီရီတွေကိုမတိဘဲနဲ့ခရီးစဉ်မှာပါဝင်ဖို့ ခင်ကိုခွင်တောင်းခဲ့တာဖြစ်ပါတယ်။သူတို့ကမြို့ပြင်ကလဖေးဆိုင်တစ်ဆိုင်မှာအနားယူခဲ့ကြပါတယ်။လဖေးဆိုင်ပိုင်ရှင်ကလေဖုန်းအတွက်သခင်လေးရှောင်းကြီးစီကဆိုပြီးတော့ပျော်ပြီးစားတဆောင်ကိုပေးပါတယ်။လေဖုန်းကအန်အောဝမ်းသာဖြစ်ခဲ့ပါတယ်။ရှောင်းကြီးဆိုတာကတိုင်းလောကမှာနာမည်ကြီးပြီးတော့ချောမောပြေပြေပြီးဓာရီလည်းအလွန်ကောင်းမွန်တဲ့လူငယ်တစ်ယောက်ပါ။အဲ့ဒီစာထဲမှာလေဖုန်းကိုအရေးကြီးတဲ့ကိစ္စဆွေးနွေးဖို့အတွက်ငကားဖျားเจ้าကိုတွေးဆုံဖို့ဖိတ်ခေါ်ထားပါတယ်။သူ့ကိုဆွဲလန်းနေတယ်။လေဖုန်းကအမိန်တချို့ပေးပြီးတော့ချင်းစုရာကိုထွက်သွားခဲ့ပါတယ်။ လေဖုံးထွက်သွားပြီးတော့မကြခင်ပါပဲအဆောင်တချို့ကအစိမ့်မိသွားခဲ့ပါတယ်။လဖေးဆိုင်ပိုင်ရှင်ကသူ့ရဲ့အစစ်မှန်ကိုပွားကြော်ကြားလာတဲ့ရွေချက်မဲ့လင်းတို့ဖြစ်ကြောင်းကိုဖော်ထုတ်လိုက်ပါတယ်။သူကမညာမတာတိုက်ခိုက်ခဲ့ပြီးတော့အားအင်နေတဲ့အစိမ့်မိတဲ့အဆောင်တွေကိုလဖေးရီတစ်ခွက်တောက်ချိန်အတွင်းမှာပဲတက်ပြစ်လိုက်ပါတယ်။အချိန်ထဲမှာပဲလေဖုံးကငကားဖျားချောင်းကိုတယောက်ထဲရောက်လာပါတယ်။ဒီဖျားချောင်းကနှစ်ပေါင်းများစွာဆွန့်ပစ်ထားခဲ့ပေမယ့်အဓိကခံမကိုတော့လှပစွာပြင်ဆင်ထားပါတယ်။စပွဲပေါ်မှာလေအရသာရှိတဲ့ဝိုင်နဲ့အစားအစာတွေပြည့်နေပါတယ်။ လေဖုန်းကဘလောက်တောင် romantic ဆက်လိုက်တာလဲဆိုပြီးတော့တွေးပြီးတော့မပြုံးဝဲမနေနိုင်ပါဘူး။သူမကပေါ်ပေါ်ဆောဆောနဲ့ပဲဟင်းလျာတွေကိုမြည်ကြည့်ခဲ့ပါလေ။ရုတ်တရက်ဆိုသလိုပဲလဖေးရည်ဆိုင်ပိုင်ရှင်ကသူမရှိမှပေါ်လာခဲ့ပါပြီ။သူမရဲ့အာမခံလုပ်ငန်းအဆောင်တွေအသက်ခံနိုင်ရပြီမှန်။တိတော့လေဖုန်းကသူတို့အတွက်လက်စားချေဖို့ရှေ့ကိုတိုးဝင်သွားခဲ့ပါလေ။ထူးဆန်းတာကရက်ဆက်တဲ့လဖေးရည်ဆိုင်ပိုင်ရှင်ကလျှို့ဝက်ခန်းတကားကိုဖွင့်ပြီးတော့ထွက်ပြေးဟန်ဆောင်ပြီးနောက်ဆုတ်နေခဲ့ပါလေ။လေဖုန်းကအတွင်းကိုဝင်ပြီးတော့စစ်ဆေးဖို့စိတ်မထိန်နိုင်တော့ပါဘူး။လျှို့ဝက်ခန်းထဲမှာတော့ယူသွတ်နေတဲ့အဖိုးကိုတောင်နေထိုင်ပါလေ။ သူ့ရဲ့ဘေးနားမှာလှပတဲ့ရုပ်ထုကိုလက်ညှိုးထိုးပြပြီးတော့ဒါကသူ့ရဲ့လက်ရာဖြစ်ကြောင်းကြွေးကြပါလေ။ဒီအဖိုးကြီးရဲ့ပုံစံကိုကြည့်ရတာကမျက်ညံနေလုံးဝဆုံးရှုံးနေတဲ့ပုံရပါလေ။အဲ့ဒီချိန်မှာလက်ဖက်ရည်ဆိုင်ပိုင်ရှင်ပေါ်လာပြီးတော့ရဲနာဘေးမှာရှိလဲဆိုတာကိုအဖိုးအိုကိုဖိအားပေးပြီးတော့မေးမြန်းခဲ့ပါလေ။အမှန်တကယ်တော့ဒီအဖိုးအိုကရွေချဲမဲ့လင်းတို့အစ်စ်ပါ။လွန်ခဲ့တဲ့9နှစ်ကရွေချဲမဲ့လင်းတို့ကစီမာကျုံးရွံရဲ့တိုက်ခိုက်မှုကြောင့်ခေါင်းကိုထိမှန်ပြီးတော့စိတ်ဖောက်ပြန်ပြီးမျက်ညံနေကိုဆုံးရှုံးသွားခဲ့ရတာပါ။ စီမာကျုံရံကရွယ်ချက်မဲ့လင်းတို့ကိုမတက်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူကအဲ့ဒီလင်းတို့ရဲ့ရေရနာကိုလိုချင်ခဲ့လို့ပါသူကတိုင်းလောကမှာရွယ်ချက်မဲ့လင်းတို့တည်သွားပြီဆိုပြီးတော့လိမ့်လဲခဲ့ပြီးလျှို့ဝှက်ခန်းထဲမှာဖမ်းဆီးချုံအောင်ခဲ့တာဖြစ်ပါတယ်ရေရနာကိုရှာဖွေတဲ့ခရီးစဉ်မှာစီမာကျုံရံကခေါင်းချောက်ခံပြီးစဉ်းစားခဲ့ပြီးမြောက်ဆုံးမှာတော့တိတ်လွန်စားတစ်ခုကိုပဲရှာတွေ့ခဲ့ပါတယ်လင်းတို့ရဲ့ဓားမွာရွယ်ချက်မဲ့လင်းတို့ကလှပတဲ့ရုပ်ထုနှစ်ခုကိုအထူးမြတ်လို့ပါတယ် တစ်ခုကစီမာကျုံရံရဲ့တမီစီမာတုံချံဖြစ်ပြီးတော့နောက်တစ်ခုကတော့လေဖုန်းနဲ့ရုပ်ဆင်ပါတယ်လွန်ခဲ့တဲ့နှစ်တွေမှာရည်ရွယ်ချက်မဲ့လင်းတို့ကဒီအလှပကြီးနှစ်ယောက်ကိုလှုပ်ပေးခဲ့ပြီးတော့တယောက်စီကိုလင်းတို့ဓာတ်ချောင်းစီပေးခဲ့ပါတယ်စီမာကျုံရံကလပိတိုင်ပိုင်ရှင်အဖြစ်ဟန်ဆောင်ခဲ့ပြီးတော့လေဖုန်းကိုလျှို့ဝှက်ခန်းစီကိုဆွဲဆောင်ခဲ့တာကရည်ရွယ်ချက်မဲ့လင်းတို့ရဲ့မှတ်ဉာဏ်တွေပြန်လည်နိုးထစေဖို့မျှော်လင့်ရင်းနဲ့ဖြစ်ပါတယ်မျှော်လင့်ထားတဲ့အတိုင်းပဲရည်ရွယ်ချက်မဲ့လင်းတို့ကနာမည်တစ်ခုကိုပြောပြလိုက်ပါတယ်ရှီမန်လော့ရဲ့ မူးမိုက်နေတဲ့လေဖုံးကသူမရဲ့သွေးကိုအသုံးပြုပြီးတော့ကြောက်ကြတဲ့ပုံမှာတဲလွန်စာတစ်ခုခြံခဲ့ပါတယ်။ရှီမန်လော့ရဲ့အဲ့ဒီအချိန်မှာလက်ဖေးရည်ဆိုင်ထဲမှာတတိမိနေတဲ့လေဖုံးရဲ့အိမ်ပေါ်ချုံထောင်ကတတိရပြီးတော့ကြံ့ရွယ်အာမခံလုပ်ငန်းစီကိုသတင်းပို့ဖို့အမြန်ပြန်ပြေးသွားခဲ့ပါတယ်။လေဖုံးရဲ့စိတ်ဆက်သူဟန်ရှန်ကစိတ်ပူပန်ပြီးတော့လေဖုံးရဲ့ဖခင်အကြီးကဲလေးနဲ့တူတူစုံစမ်းမှုချက်ချင်းထွက်ခွာသွားခဲ့ပါတယ်။တခင်လေးရှောင်းချီက AK ဟာတခုမှအနားယူနေတော့မှအဖြူရောင်ဝတ်စုံနဲ့လာပါတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပါတယ်။ ်သူမကသူမကိုသူမစီမာကျုံရရဲ့တမီစီမာတုံချန်ဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်သူမကရှောင်းချီကိုပြောတာကတော့လွန်ခဲ့တဲ့တလကသူမရဲ့အဖေဖြစ်သူကသူ့ရဲ့လင်းတို့ဓာတ်ကိုယူပြီးတော့နေဆက်အပြင်ဘက်ကိုထွက်သွားခဲ့ပြီးပြန်မလာတော့ဘူးတဲ့စီမာတုံချန်ကရွယ်ချဲမဲ့လင်းတို့ကမတည်သေးဘဲနဲ့လက်စားချေဖို့ပြန်လာရမယ်ဆိုပြီးတော့တန်တရားဝင်နေတာဖြစ်ပါတယ်သူမကသူမရဲ့ဖခင်ကိုရှာဖွေရမှာရှောင်းချီကိုကူညီပေးနိုင်လိမ့်မယ်ဆိုပြီးတော့မျှော်လင့်ခဲ့တာပါ စီမာတုံးချံထွက်သွားပြီးတော့မကြခင်မှာပဲအကြီးကဲလေးရောက်လာပြီးတော့လေဖုံးကိုပြန်အပ်ဖို့ရှောင်းချီကိုတောင်းဆိုပါတယ်။ဒါပေမဲ့ရှောင်းချီကလေဖုံးတောင်းဆိုတာဘယ်သူမှန်းတော့မသိပါဘူး။သူမနဲ့ချင်းဆိုခဲ့တာဆိုတော့ပို့ပြီးတော့ဆိုတာပေါ့။အဲ့ဒီအမျိုးသားသုံးဦးကစုံစမ်းဖို့အတွက်နဂါဖျားเจ้าကိုတွားခဲ့ပြီးတော့လေဖုံးစီကိုရေးထားတဲ့စာကိုတွေ့ခဲ့ပါတယ်။လက်ရေးကိုနှိုင်းရှင်ပြီးတဲ့နောက်မှာသူတို့ကနားလည်မှုလွဲမနေတာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ရှင်းရှင်းလင်းလင်းပဲတစုံတစ်ယောက်ကရှောင်းချီအဖြစ်ဟန်ဆောင်ပြီးတော့လေဖုံးကိုလှည့်စားခေါ်ဆောင်သွားခဲ့တာတေးကြပါပြီ ရှောင်းချီကဖြောင်းမတ်သူဖြစ်တာကြောင့်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အကြီးကဲလေးကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖះเจ้าမှာတိတ်လွန်စာမတွေ့တော့တဲ့အတွက်သူတို့၃ယောက်ကလက်ဖက်ရည်ဆိုင်စီကိုတွားခဲ့ကြပါတယ်။သူတို့အံ့ဩစရာကောင်းတာကစီမာကျုံးရံကအဲ့ဒီမှာစောင့်နေပြီးသားပါ။သူကလက်ဖက်ရည်ဆိုင်ပိုင်ရှင်အဖြစ်ဟန်ဆောင်ထားဆဲဖြစ်ပြီးတော့ချော်လဲခြင်းအောင်ဆောင်ခဲ့ပါတယ်။ရှောင်းချီကသူ့ကိုကူညီပြီးတော့ထူပလေးတဲ့ခါမှာအဲ့ဒီလူရဲ့လက်တွေကထူးထူးခြားခြားချောမွေ့နေတာကိုတတိထားလိုက်မိပါတယ်။ အကြီးကြီးလေးကတော့ဒီလက်တွေကသူ့သမီးလေဖုံးရဲ့လက်ဖြစ်နေကြောင်းကိုသိလိုက်ပြီးတော့သူ့သမီးဘယ်မှာလဲဆိုပြီးတော့အရေးတကြီးမေးမြန်းခဲ့ပါတယ်။လက်ဖေးတိုင်ပိုင်ရှင်ကထူးဆန်းစွာနဲ့ရေမောလိုက်ပြီးသူ့ရဲ့အဖြူအမဲမျက်နှာပကြီးကိုဖော်ထုတ်လိုက်ပြီးသူ့ကိုယ်သူရွယ်ချက်မဲ့လင်းတို့ဖြစ်ကြောင်းကြေညာခဲ့ပြီးတော့အမျိုးသားသုံးဦးကိုတိုက်ခိုက်ပါတော့တယ်။ခဏတာတိုက်ခိုက်ပြီးတော့ရွယ်ချက်မဲ့လင်းတို့ကမိโกဘုံတလုံးကိုပြစ်ချပြီးတော့ထွက်ပြေးသွားပါတယ်။လွန်ခဲ့တဲ့၅နှစ်တုန်းကတိုက်ပွဲကနေရွယ်ချက်မဲ့လင်းတို့ကအသက်ရှင်ရတကယ်ပဲလွတ်မြောက်ခဲ့တာလား။ အမှန်တရားကိုရှာဖွေဖို့အတွက်ရှောင်းချီကအသက်ရှင်ကျန်ရသူနှစ်ဦးဖြစ်တဲ့စီမာကျုံရံနဲ့လန်ချိုးဟန်ကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။စီမာကျုံရံကပျောက်ဆုံးနေတဲ့အတွက်လင်ချိုးဟန်ကိုပဲမေးမြန်းလို့ရပါတယ်။ဒါပေမဲ့လန်အိမ်ကိုရောက်တဲ့အခါမှာတော့အာသုဘခန္ဓာပြုတ်လို့နေတာကိုတွေ့ခဲ့ရပါတယ်။လင်ချိုးဟန်ကလွန်ခဲ့တဲ့၃ရက်ကဖျားနာပြီးတေဆုံသွားခဲ့ပြီဆိုပြီးတော့အိမ်တော်ဒိန်းကရှောင်းချီကိုပြောပြပါတယ်။ချောင်ချီကတခုခုမှားနေတယ်လို့ခံစားမိပြီးတော့အဖြူရောင်ဝက်ကိုဆွဲဖယ်လိုက်တဲ့အခါမှာဒါသမားအုပ်စုတစုကအထဲကနေပြေးထွက်လာပါတယ် တိုက်ပွဲဖြစ်တော့မယ့်အချိန်မှာအိန္ဒိယဒိန်းကဝင်ရောက်တားမြစ်ပြီးတော့သူတို့ကိုနောက်ဖေးခြံဝင်းစီကိုခေါ်ဆောင်တော့ပါတယ်။အဲ့နောက်မှာအိန္ဒိယဒိန်းကသူ့ရဲ့မျက်နှာဖုံးကိုဖဲလိုက်ပြီးတော့သူကအစစ်မှန်လင်ချုံးဝင်ဖြစ်ကြောင်းကိုဖော်ထုတ်လိုက်ပါတယ်။သူကတော့ရွယ်ချက်မဲ့လင်းတို့ပြန်ပေါ်လာပြီဆိုတာကြားတဲ့အခါမှာလက်စားချိန်မှာကိုကြောက်လို့လိုက်လံဖမ်းဆီးခြင်းကနေလွတ်မြောက်ဖို့တေးချင်ရောင်ဆောင်ခဲ့တဲ့အကြောင်းကိုရှင်းပြပါတယ်။လင်ချုံးဝင်ကအန်ဝေါစရာကောင်းတဲ့အတိတ်ကအဖြစ်အပျက်တစ်ခုကိုဖော်ထုတ်လိုက်ပါတယ်။လွန်ခဲ့တဲ့၅နှစ်ကစီမာကျုံရံကရေချမ်းမဲ့လင်းတို့ကိုတတိမိတ်သွားရုံသာတိုက်ခိုက်ခဲ့ပြီးတော့မတက်ခဲ့ပဲနဲ့ချင်းချူကျုံးမှာ ဖမ်းဆီးထားခဲ့ပါတယ်။ရွေချဲမဲ့လင်းတို့ပြန်လာတာဟုတ်မဟုတ်သိရဖို့အတွက်သူတို့ကအဲ့ဒီကျွန်းကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီကျွန်းမှာတော့စီမာကျုံးရရဲ့လူတွေကထောင်ချောက်တွေထောင်ထားခဲ့ပါတယ်။ခြေလမ်းတလမ်းမှားယုံနေတယ်၊တိတ်ဆုံးနိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲရှောင်းချီကတာမန်လူမဟုတ်ဘဲနဲ့အားနေချက်ကိုမြင်ပြီးတော့ဆက်ရန်တရားကိုပိတ်နိုင်ခဲ့ပါတယ်။ဝါတော်ထဲမှာသူတို့သုံးယောက်ကတန်ချိုးတွေနဲ့ချီနှောင်ထားတဲ့ယူသွတ်တဲ့အဖိုးကိုလည်းတွေ့ဆုံခဲ့ပါတယ်။သူကဝါးပင်ထိတ်တွေပေါ်မှာလွတ်လပ်စွာလှုပ်ရှားနိုင်တဲ့မယုံနိုင်စရာကိုဖော်တိုင်းပညာကိုပိုင်ဆိုင်ပါတယ်။ အဖိုးကြီးကသူတို့ကိုတတိထားမိသွားတဲ့အခါမှာတိုက်ခိုက်ဖို့ပြေးလာပါတယ်သူတို့တိုက်ခိုက်ကြရင်လည်းသူ့ရဲ့ကိုရေးချက်လက်တွေကိုမေးမြန်းခဲ့ပါတယ်ရုတ်တရက် ပောက်ခွဲတံကြားရပြီးတော့သူတို့၃ယောက်ကအခန်းထဲကိုဆုတ်ခွာခဲ့ရပါတယ်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအဖိုးအိုကပျောက်ကွယ်နေပါပြီဒီအဖိုးအိုကဒီမှာအချင်းချခံထားရတဲ့ရွေချဲမဲ့လင်းတို့ဖြစ်ပုံရပါတယ်အခန်းထဲမှာအပြင်ကိုထွက်ပေါက်ရှာရင်းနဲ့မြေရောက်လှိုင်ကူတစ်ခုကိုတွေ့ခဲ့ပါတယ်လှိုင်ကူရဲ့ထွက်ပေါက်ကစီမာရဲ့နေအိမ်ဖြစ်နေပါတယ်စီမာကျောင်းရံကအိမ်မှာမရှိပါဘူးဒါပေမဲ့သူ့ရဲ့တမီဖြစ်တဲ့ စီမာတုံးချံကတော့ရင်ကျေးတိမ်ဝေးပြီးတော့မြေရောက်လိုင်ကောင်းအကြောင်းဘာမှမသိပုံရပါတယ်ဒီလိုင်ကောင်းကစီမာနေအိမ်နဲ့ချင်းကျူးကျွန်းကိုဆက်သွယ်ထားတာကရွယ်ချင်းမဲ့လင်းတို့ကိုအဆောင်ရှောက်ပြုဖို့အစဉ်ပြေအောင်ဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီရှင်းပြချက်ကိုယုံကြည်ရမလို့တောင်ဖြစ်ခဲ့ပါတယ်စီမာတုံးချံကိုနှုတ်ဆက်ပြီးတော့ချင်းကျူးကျွန်းမော်ကဇီးပွင့်တိုင်းဆက်ရန်တရားကငကားဖျားเจ้าမှာသူမြင်ခဲ့ရတဲ့ဆက်နဲ့တူတူပဲဆိုတာရှောင်းကြီးကသတိရလိုက်ပါတယ်သူတို့၃ယောက်ကချက်ချင်းမဲ့ငကားဖျားเจ้าစီကိုပြန်သွားခဲ့ပါတယ် တကယ်ပဲဈေးပွင့်တိုင်ကိုကူကိုဖွင့်လိုက်တဲ့အခါမှာလျှို့ဝက်ခန်းတစ်ခုကိုတွေ့တော့ပါတယ်။အဲ့ဒီမှာအသက်ဝင်နေသလိုအလှပကေးရုပ်ထုနှစ်ခုကိုတွေ့လိုက်ပါတယ်။တစ်ခုကလေဖုံးနဲ့တော်တော်လေးဆင်တူပြီးတော့တစ်ခုကစီမာတုံးချံဖြစ်နိုင်ပါတယ်။ဘေးနားကကြောက်ကလေးပေါ်မှာလေဖုံးရဲ့သွေးနဲ့ရေးထားတဲ့တဲလွန်စာရှီမန်လော့ရဲ့ရှိနေပါတယ်။ရှီမန်လော့ရဲ့ဆိုတာဘာတူလဲ သူကလွန်ခဲ့တဲ့နှစ်တွေကတိုင်းလောကမှာစီမာတုံချမ်းတဲ့တူတူနာမည်ကြီးခဲ့တဲ့အလှပကေးတယောက်ပါရှီမန်မိသားစုကြာဆင်းသွားပြီးတဲ့နောက်မှာရှီမန်လော်ရဲကတီးတန့်အိမ်တလုံးမှာတွားရောက်ပြီးတော့ခိုအောင်နေထိုင်ခဲ့ပါတယ်။သူမကိုရှာတွေ့ရင်ထိတ်တိုက်ရင်ဆိုင်ဖို့နောက်တစ်ဆင့်ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ရွေကျဲမဲ့လင်းတို့အဖြစ်ဟန်ဆောင်ထားတဲ့စီမာကျုံရံကအရင်ရောက်သွားပါတယ်။သူကလင်းတို့ဓာတ်ကိုပေးဖို့ရှီမန်လော်ရဲကိုအတင်းကျပ်တောင်းဆိုခဲ့ပါတယ်။သူတို့တိုက်ခိုက်ကြပါတယ်။ရှီမန်လော်ရဲက ရွေချဲမဲ့လင်းတို့ကအတူရောင်ဖြစ်ကြောင်းသိလိုက်ရပြီမဲ့စီမာကျုံရံကအာယုံပြောင်းတဲ့နီလန်ကိုတုံးပြီးတော့ဓားကိုလူယူခဲ့ပါတယ်။အမြဲတမ်းနှုတ်ပြနေတဲ့အလှပကေးကိုစီမာကျုံရံကတက်မှတ်ခဲ့ပြီးတော့မကောင်းတဲ့ရွေချဲတွေလောင်ပေါ်လာပါတယ်။သူ့ရဲ့တိတ်ခါကိုကာဝယ်ဖို့အတွက်ရှီမန်လော်ရဲကကိုကုတ်ကိုတတ်သိဖို့အတွက်ရွေးချယ်ခဲ့ပါတယ်။ရှောင်းချီနဲ့တခြားသူတွေရောက်လာတဲ့အခါမှာစီမာကျုံရံကထွက်သွားနေပါပြီ။တေလူနီးပါးဖြစ်နေတဲ့ရှီမန်လော်ရဲကစီမာကျုံရံကရွေချဲမဲ့လင်းတို့အဖြစ်ဟန်ဆောင်နေတယ်ဆိုပြီးတော့သူတို့ကိုပြပြခဲ့ပါတယ်။ ဒါပေမဲ့ရှောင်းချီနဲ့တခြားသူတွေထွက်သွားပြီးတဲ့နောက်မှာတေသွားပြီးဖြစ်တဲ့ရှီမန်လောရဲကထလိုက်ပြီးတော့လင်ချုံးဟွန်ကလျှွက်ဝက်လိုင်ကောင်းတစ်ခုကနေထွက်လာခဲ့ပါတယ်။ရှီမန်လောရဲကလင်ချုံးဟွန်ရဲ့ဇနီးဖြစ်နေတာပါ။သူတို့နှစ်ယောက်ကရီမန်းချက်ကြီးပြီးတော့ရေဒနာကိုပိုင်ဆိုင်ချင်ကြတာပါ။ရှီမန်လောရဲကသူ့မရဲ့တေချင်းရောင်ဆောင်တဲ့နီလန်းကိုအုံပြီးတော့တေချင်းရောင်ဆောင်ခဲ့တာပါ။တခြားသူတွေတိုက်ခိုက်နေတာကိုထမ်းကြည့်ပြီးတော့အကျိုးမြတ်တွေရေသိမ်းဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်။စီမာကျောင်းရံကအိမ်ကိုပြန်ရောက်လာပါပြီ။သူ့သမီးစီမာတုံချန်းကအလင်းအမြန်တွေ့ဆုံပြီးတော့နောက်ထပ်လင်းတို့ဓာတ်တစ်ချောင်းကိုပေးရခဲ့ပါတယ်။ ဒါနှချောင်းကိုပေါင်းစားလိုက်တဲ့အခါမှာနဂါးဖျားချောင်းဆိုတဲ့စာသားတွေပေါ်လာပါတယ်ဒီလောက်ရှာဖွေပြီးတဲ့နေရာမှာမူလနေရာကိုပြန်ရောက်လာပါပြီမကြခင်မှာပဲရှောင်းချီနဲ့တခြားသူတွေကစီမာအိမ်တော်ကိုရောက်လာခဲ့ပါတယ်စီမာကျောင်းရံကနဂါးဖျားချောင်းစီကိုထွက်သွားပါပြီစီမာတုံးချံကဟန်ဆောင်မှုတွေကိုဆွန့်လွတ်ပြီးတော့လူသက်သမားတွေကိုခေါ်ထုတ်လိုက်ပါတယ်တိုက်ပွဲတစ်ခုကတော့ဖြစ်ပွားခဲ့ပါပြီစီမာတုံးချံကအေးနိုင်သွားတဲ့အတွက်လျှို့ဝက်လှိုင်ကောင်းကနေထွက်ပြေးခဲ့ပါတယ်ရှောင်းချီကလိုက်လံဖမ်းဆီးတဲ့ခါမှာသူမကသူတို့ကိုကြောက်လန့်အောင်ခြောက်လန့်စေဖို့အတွက်ချင်းကျူးကျွန်းက ဆက်ရန်တရားဖြစ်တဲ့6ပြည်တော်မြေမြုံမိုင်းစနစ်ကိုအသုံးပြုခဲ့ပါတယ်။မင်းတို့ဒီလင်းတို့ဒါနှစ်ချောင်းရဲ့လှိဝှက်ချက်ကိုမသိဘူးမလား။ဒါကတိုင်းလောကရဲ့အကြီးမားဆုံးရန်နာပဲ။မင်းရဲ့ဖခင်ကဒါကိုပတ်စံကြောင့်လုပ်ခဲ့တာဆိုပြီးတော့ပြောလိုက်တော့စီမာတုံချန်းကမယုံကြည်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမရဲ့အိမ်ပေါ်ကအမှန်တရားကိုပြောပြပြီးတော့စီမာတုံချန်းကိုနောင်တရဖို့တိုက်တွန်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစီမာကျုံရံကရွေချဲမဲ့လင်းတို့အစ်စ်ကိုဖမ်းထားပါတယ်။လင်းတို့ရဲ့အခြေဆုံးရုပ်ထုကိုမြှုပ်ဆွဲပြီးတော့ရေရနာတွေဘဲမရှိလဲဆိုတာလှည့်သားပြီးတော့ဖော်ထုတ်ခိုင်းခဲ့ပါတယ် ရွေချက်မဲ့လင်းတို့ကယုံကြည်သွားပြီးတော့ဆက်ရန်တရားကိုနှိမ့်လိုက်တဲ့ခါမှာနောက်ဆုံးရေရနာထွက်ပေါ်လာပါတယ်။ရေရနာဘုံတွေပါရုတ်ထုကိုယ်တိုင်ကတော့ရွှေတောင်ကြီးဖြစ်နေပါတယ်။စီမာကျုံးရံပျော်ရွှင်နေတဲ့အချိန်မှာပဲရှောင်းချီနဲ့တခြားသူတွေလည်းရောက်လာပါတယ်။စီမာကျုံးရံကကျွမ်းကျင်နဲ့တိုက်ခိုက်ရတဲ့မှာဖြစ်ပြီးတော့သူ့ရဲ့လင်းတို့သားကတန်ကိုရှွန့်လို့တောင်ဖြတ်နိုင်ပါတယ်။အကြီးကဲလေးနဲ့ဟန်ရှန်တို့ကမရှင်းနိုင်ပါဘူး။ရှောင်းချီရဲ့ဥပြက်သားကသာခံနိုင်ရည်ရှိပါတယ်။ထိုက်တိုက်ရင်ဆိုင်နေကြတဲ့အချိန်မှာပဲမိโกငွေတစ်ခုကဝင်ရောက်တိုက်ခိုက်လာပါတယ် မိโกငွေတွေကင်းစင်သွားတဲ့ခါမှာလင်ချိုးဝံနဲ့ရှီမန်လောရဲတို့ရောက်လာပါတယ်။စီမာကျုံရံနဲ့ရှင်ရင်လင်ချိုးဝံရဲ့အကြံစီကပို့ပြီးတော့ကောက်ချစ်ပါတယ်။သူကပူးပေါင်းဆောင်ရွက်ဟန်ဆောင်ခဲ့ပေမယ့်လျှို့ဝှက်ခန်းထဲမှာအစိတ်ငွေတစ်ခုကိုချိုတင်ပြီးတော့ပြင်ဆင်ထားခဲ့တာပါ။လူတောင်းရဲ့ထိပ်ဖြားအစိတ်ဒီအစိတ်ကအာနိတင်ပြတဲ့ခါမှာတားကောင်ကယူတုတ်ပြီးတော့တေဆုံးတဲ့အထိရေမောပါလိမ့်မယ်။အုပ်စုတွေကရန်ကားတော်တိုက်ခိုက်ခဲ့ပါတယ်။လင်ချိုးဝံကသူ့ရဲနာကိုရားလိုက်မယ်ဆိုပြီးတော့ယုံကြည်နေခဲ့ပါတယ်။မမျှော်လင့်မဲနဲ့ရှောင်းချီကအထိခိုက်မရှိဘဲနဲ့ထွက်ပေါ်လာပါတယ်။ ်သူကမိခိုးငွေတွေစပေါ်လာတဲ့အချိန်ကလေးကတိလိုက်ပြီးတော့ပါဇက်နဲ့နှက်ခေါင်းကိုအုပ်ထားခဲ့တာဖြစ်ပြီးအမှန်တကယ်ဥဆောင်သူပေါ်လာဖို့စောင့်နေခဲ့တာပါရှောင်းချီကလင်ချိုးဟွန်ရဲ့ဇနီးကိုဖမ်းမိပြီးတော့အစိတ်ဖြေစေပေးဖို့သူ့ကိုအတင်းကျပ်တောင်းဆိုခဲ့ပါတယ်လင်ချိုးဟွန်ကသူ့မကိုတတ်ဖို့အတွက်ဓားပြန်ကိုပြစ်လိုက်ပေမဲ့သူ့မရဲ့ဇနီးကတော့အစိတ်ဖြေစေကိုရှောင်းချီအတွက်အလွယ်တကူပေးလိုက်ပါတယ်တိုက်ပွဲကပြန်ဆပါပြီအကြမ်းဆုံးတိုက်ခိုက်ရသမားဖြစ်တဲ့စီမာကျုံးရံကအစိတ်မိထားတာကြောင့်အားနေနေတယ်လို့လင်ချိုးဟွန်ကလည်းကုညီလောက်အောင်မိုင်မဲတဲ့သူမဟုတ်ပါဘူး ရှောင်းချီရဲ့ဓာရီကအလွန်ကောင်းမွန်ပြီးတော့လင်ချိုးဟွန်နဲ့ရှီမန်လောရဲတို့နှစ်ဦးကိုတယောက်တည်းရှင်ပြိုင်တိုက်ခိုက်ပြီးခဏလေးတွင်းမှာပဲနှစ်ယောက်စလုံးကိုတပ်ပြစ်လိုက်ပါတယ်။ရှောင်းချီကသူ့အဖော်တွေကိုအစိပ်ဖြေစေအမြန်တိုက်ရွေးခဲ့ပါတယ်။စီမာကျုံရံကိုကုသဖို့ကြိုးစားနေတော့မှာပဲယူသွတ်နေတယ်။ရွေချဲမဲ့လင်းတို့ကသူ့ကိုတားဆီးခဲ့ပါတယ်။ခဏတာရုန်းကန်ပြီးတဲ့နောက်မှာရွေချဲမဲ့လင်းတို့ကအစိပ်ဖြေစေကိုရရှိသွားပါပြီ။ဒါပေမဲ့အစိပ်ကြောင့်စိတ်ပြောင်းနေတယ်။စီမာကျုံရံကဒါကအစိပ်ဆေးလို့ထင်ပြီးတော့ဆေးပလင်းကိုကြောက်နေရတဲ့ရိုက်ခွဲပြစ်လိုက်ပါတယ်။ မီးကိုစတင်ခဲ့တဲ့ရွေချမ်းမဲ့လင်းတို့ကိုယ်တိုင်ကမီးတဲကိုပါသွားခဲ့ပါပြီ။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။